မင်္ဂလာပါရှင်။ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတီအီအစ္စလာမီပါတီရဲ့မြန်မာနိုင်ငံရဲ့အထောက်ချာအာဏာကိုထိပါတဲ့ပြောဆိုချက်များအားလက်မခံကြောင်းနဲ့ရှုံချကန့်ဝဲကြောင်းနာစကားတုံ့ပြန်တဲ့သတင်းဖြစ်ပါတယ်။ ဂျေကွန်မြူနီပါတီနဲ့တွေ့ဆုံခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတီအီအစ္စလာမစ်ပါတီရဲ့နိုင်ငံရေးအမျက်ထုတ်လုပ်မှုအတွက်မြန်မာနိုင်ငံရဲ့အထောက်အကူအာဏာကိုထိပါတဲ့ပြောဆိုချက်များအားလက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ပါကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကပြောကြားပါတယ်ဂျီယိုကမ ्युन ီပါတီနဲ့တွေ့ဆုံခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတီအီအစ္စလာမစ်ပါတီရဲ့ရခိုင်ပြည်နယ်ကိုတည်ကြားနိုင်ငံအဖြစ်အတိအမှတ်ပြုရန် ရခိုင်ပြည်နယ်တွင်ရှိတဲ့မွတ်စလင်များကိုတိကျလွတ်လပ်တဲ့ပြည်နယ်တစ်ခုသတ်မှတ်ပြီးရန်တရုတ်နိုင်ငံမှမြန်မာနိုင်ငံအားတိုက်တွန်းပေးရန်ပြောကြားခဲ့တယ်လို့သတင်းများထပ်ပေါ်နေမှုနဲ့ပတ်သက်လို့သတင်းဌာနတစ်ခုရဲ့မေးမြန်းမှုပေါ်ပြန်လည်ဖြေကြားရာတွင်နာဆကသတင်းထုတ်ပြန်ရေးအဖွဲ့ကအထက်ပါအတိုင်းထည့်သွင်းပြောကြားထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။